ကျွန်တော်ပြည်သူတွေကရွေးကောက်ပွဲနဲ့ပတ်သက်ရင်အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်1990 2010နဲ့2020ရွေးကောက်ပွဲတွေမှာသူတို့ရင်ထဲကပေးခဲ့တဲ့မဲတွေလိန်ခံရအခိုးခံရပယ်ဖြတ်ခံရတဲ့အတွက် trauma ဆိုတဲ့စိတ်ဒဏ်ရာတွေလည်းအများကြီးရခဲ့ပြီပါပြီနှစ်ပေါင်း30မှာ3ချိန်တောင်သူတို့မဲတွေအရာမထင်ခဲ့ဘူးဆိုတော့ election trauma ဆိုတဲ့ရွေးကောက်ပွဲစိတ်ဒဏ်ရာ ရနေကြပြီလို့တော့ပြောနိုင်ပါတယ်ခစ်အဆက်ဆက်ရွေးကောက်ပွဲတွေကိုမြန်မာဗိုလ်ချုပ်တွေဘလို့လိန်ခဲ့လဲဆိုတာကိုကျွန်တော် opinion talk ရဲ့မနိုင်ညစ်တဲ့ဗိုလ်ချုပ်ကြီးများ episode မှာလည်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်အဲ့ဒီအတွေ့အကြုံတွေအရဒီဇင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲမှာလည်းနောက်တစ်ခါအလိန်ခံရအောင်မယ်ဆိုတာပြည်သူတွေအားလုံးတက်အပ်တည်ပြီးသားပါဆိုတော့စစ်တပ်ကထက်လုံးမဲ့ရွေးကောက်ပွဲဟာပြည်သူတွေအတွက်တော့ရွေးကောက်ပွဲမဟုတ်ပါဘူး စကောင်းဆောင်တွေအာနာမြဲရဲ့အတွက်လုပ်တဲ့ရွေးကောက်ပွဲအမိကန်နိုင်ငံရေးလိန်ပွဲကြီးပါနောက်အရေးကြီးတဲ့တစ်ချက်က2020မှာသူတို့ရွေးချယ်ထားတဲ့အစိုးရကောင်းဆောင်တွေကိုဖမ်းထားပြီးလုပ်မဲ့ရွေးကောက်ပွဲပါဒါပြင်စစ်အာဏာရှင်စနစ်ကိုအာခံရဲတဲ့ပါတီတွေဝင်မပြိုင်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်နိုင်ငံတကာကတောင်းဆိုနေသလို inclusivity အားလုံးပါဝင်တဲ့ရွေးကောက်ပွဲတစ်ခုလည်းမဟုတ်ပါဘူးနောက်တစ်ချက်အနေနဲ့ ရွေးကောက်ပွဲ ရလက်ကတတ်မှတ်ပြီးသားပါစစ်တပ်ရဲ့ပါတီဖြစ်တဲ့ကြမ်းခံရေးပဲနိုင်မှာပါဒါကမြေကြီးလက်ခံမလွဲပါပဲတနည်းအားဖြင့်ဗိုလ်ချုပ်တွေနဲ့ဗိုလ်ချုပ်ဟောင်းတွေအစိုးရဖွဲ့ဖို့အတွက်လှုပ်တဲ့ရွေးကောက်ပွဲပါပဲနောက်ဆုံးတစ်ချက်အနေနဲ့ဒီရွေးကောက်ပွဲကနေစစ်မှန်တဲ့နိုင်ငံရေးအပြောင်းလဲတွေထွက်ပေါ်လာမှာမဟုတ်ဘူးဆိုတာပြည်သူတွေကယုံကြည်နေပါတယ်ဒါကလည်းပြည်ရင်မေးစရာမလိုတဲ့အချက်ပါပဲပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာမဲလေမဲညစ် ရွေးကောက်ပွဲရလဒ်တွေကိုပဲဖြတ်ပြတဲ့ဒီစစ်ဘုံရုပ်တွေကျင်းပမဲ့ရွေးကောက်ပွဲကနေနိုင်ငံရေးအပြောင်းအလဲတွေမျော်လင့်နေဆိုရင် wishful thinking ဆိုတဲ့စိတ်ကူးရင်တက်တက်ပဲဖြစ်ပါလိမ့်မယ်